အားလုံးပဲမင်္ဂလာပါရေဝရှမ်းလီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မေလာ22ရက်နေ့ဒီနေ့မှာတော့ကျွန်တော်နိုင်ငံအတွင်းထဲကစစ်ခွေးဗိုလ်ချုပ်ကြီးတွေရဲ့အသက်ကိုအာမမခံနိုင်တော့ဘူးလို့ပြောလိုက်တဲ့မင်းအောင်လှိုင်ဗိုလ်ချုပ်ကြီးတွေရဲ့အသက်ကိုအာမမခံနိုင်တော့ဘူးလို့ဘာကြောင့်မင်းအောင်လှိုင်ဝန်ခံပြောဆိုခဲ့တာလဲ ဟုတ်ပါလေနေပြည်တော်မှာအပစစ်ဖို့ကျုပ်တွေရဲ့အသက်ကိုမင်းအွန်လိုင်းအာမမခံနိုင်တော့တဲ့အကြောင်းကို ထုတ်ဖို့ပြောဆိုဝင်ခံလက်ရပါပြီဒီအကြောင်းတွေကိုကျွန်တော်တင်ပြပေးပါမယ်နောက်တဲ့ဒင်းတစ်ပုတ်ကတော့ဒါကျွန်တော်တို့ဒီပိုင်းအတွင်းမှာ KIA ကပြစ်ချလိုက်တဲ့ MI 70အကြမ်းဖက်စစ်ခွေးတက်ရဲ့စစ်ရဟရင်နှစ်စင်းကြောင့်မိပါတွေရုပ်တံဗီဒီယိုဖိုင်တွေရော ဒါအားလုံးကို တွေ့မြင်ခဲ့ပြီးပါပြီဆိုတော့အဲ့ဒီ MI Sampi ရဲရင်မှာကျွန်တော်အိန္ဒိယနိုင်ငံတို့ကြီးကားပြားတွေတက်ဆင်ထားတဲ့အကြောင်းကိုကျွန်တော်တင်ပြပေးပါမယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘတဦးချင်းစီတိုင်းကို delete စာဖိတ်ခေါ်လိုက်ပါတယ်။အကြောင်းဖတ်စစ်ခွေးတက်ရဲ့ယာရုတတိလေးတွေကယာရုအလတ်စာယာရုအကြီးကြီးတွေအထိ တို့အကုန်လုံးရဲ့အသက်ဟာကျွန်တော်တို့ UG တွေလက်ထဲမှာပါဆိုတော့ဒါကိုဒီကနေ့တက်တည်ပြလိုက်ပြီဒီသတင်းကိုကျွန်တော်မပြောခင်မှာကျွန်တော်ရဲ့မိဘတွေဒါပြီးခဲ့တဲ့ရပိုင်းအတွင်းမှာပဲအကြမ်းဖက်စစ်ခွေးတက်ခဲ့ဒါအရာရှိဘုံမူးတကောင်ဟာမန္တလေးမြစ်ချီလာမြို့နယ်လမ်းမပေါ်မှာမှန်မချပဲနဲ့မောင်းလို့ ယူဆော့တီခေါင်းဆောင်နဲ့အချင်းဖြစ်ပွားခဲ့တဲ့ရုပ်သံဗီဒီယိုဖိုင်ကိုကြည့်ပြီးသွားပြီလို့ကျွန်တော်ယုံကြည်ပါတယ်အချို့မကြည့်ရသေးတဲ့ကျွန်တော်မိပါတွေကျွန်တော်ရဲ့ Telegram မှာတင်ထားပါတယ်ဆိုတော့ဒီပစ်စင်ကတော့ဒါနည်းနည်းလေးတော့ကြာနေပါပြီဒါပေမဲ့အခုအချိန်မှာအဲ့ဒီယူဆော့တီခေါင်းဆောင်ဇော်ယူထွန်းကိုငါးငါကကြည့်နေအမှုဖွင့်ဖန်စီလိုက်ပါတယ်အဲ့ဒီဗီဒီယိုဖိုင်မှာလည်းကျွန်တော်မိပါတွေဒါအကျဖတ်စစ်ခွေးတက်က ဒါခါးချာမှာပစ္စတို ထိုးထားတဲ့အာနာယူနေတဲ့ကောင်ကရင်းရင်တိတိရိုင်းရိုင်းဆိုင်ဆိုင် ချိုးချိုးနှိမ့်နှိမ့်ပြောဆိုဆက်ဆံခံလိုက်ရတဲ့လက်ကင်ထုတ်အယိုးကိုက်ဒူဇော်တီခေါင်းဆောင်ဇော်ယူထွန်းအဲ့ဒီမှာလည်းပဲသုံးတဲ့အသုံးနှုန်းတွေကိုကြောင်းပြပါလေကြားရမှာဖြစ်ပါလေငါအကြောင်းမင်းသိစေရမယ်မင်းပါကောင်လဲအခုတော့ သူတို့ချင်းချင်းကြိုက်တဲ့ပွဲမှာဒီစော်ဒီကောင်းဆောင်ငါငါကကြီးနဲ့အမှုဖွင့်ဖန်စီခံလိုက်ရပါတယ်။တော့ဖန်နာကလည်းအဲ့ဒီဂိတ်မှာပဲတော့ဖန်လိုက်တာပါ။ तू ကအဲ့ဒီဂိတ်ရဲ့ခေါင်းဆောင်ပေါ့ဗျာ။တောင်ရန်စားတော့နေတဲ့ဒေါန်စာအကြီးစားပေါ့။ဟုတ်ပြီ။ဒီပစ်စင်မှာသူကဖြူစော်တီ18កောင်ကတော်တော်လေးကိုမကြည့်မနဲ့ဖြစ်သွားတယ်။ ဘလောက်ကြည့်တော့မှထုတ်ဖို့ပြောဆိုလာလဲဆိုရင်ငွေရဲ့ခေါင်းကိုဖျက်လိုက်တော့ငွေရဲ့ခန္ဓာကိုယ်အမိပိုင်းဟာအားကိုရမဲ့အခြေအနေဖြစ်သွားတယ်လို့သူတို့ကထုတ်ဖို့ပြောဆိုလာပါတယ်သူတို့သူတို့မွေလို့တော့တုံတုံထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ခေါင်းဆောင်ဖြစ်တဲ့မွေခေါင်းကိုဖျက်လိုက်တဲ့အချိန်မှာခန္ဓာကိုယ်ပြီးတော့အမိပိုင်းကဘယ်သွားလို့သွားရမှန်းမသိ တော့ဘယ်နေရာမှာနေရာမှမသိအခြေအနေဒါအားကိုရမဲ့သူမရှိတော့တဲ့အခြေအနေမှာ သူတို့18កောင်လုံးကလက်ရှိတောင်းဝန်ထမ်းဆောင်နေတဲ့ယူအဖွဲ့ကနေပြီးတော့နှုတ်ထွက် လိုက်ပါကြောင်းကျွန်တော်တို့ပြန်လဲကြတိလိုက်ရပါတယ်ဆိုတော့ကျွန်တော်ရမိပါတယ်ဒီအပိုင်းအတွင်းမှာကျွန်တော်ကိုမေးလာတဲ့အချို့မေးခွန်းလေးတွေရှိပါတယ်အာဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတဲ့သူတွေကအာကိုရှန်လေးနောက်ဆက်တွဲဘာတွေဖြစ်သွားလဲ လို့ကျွန်တော်ကိုမေးထားတာရှိပါတယ်ဒါကြောင့်ဒီနေ့နောက်ဆက်တွဲသတင်းကိုတင်ပြတာပါအဲ့ဒီဘီစော်တီကောင်းဆောင်ဇော်ယူထုံးကတော့ငါငါကကြည့်နေနောက်အုံကိုသူတို့ခွေးချင်းချင်းဖုန်ခါတာခံလိုက်ရပြီတော့သူ့အောက်ကဒါလက်ကင်တို့အယိုးကိုက်နေတဲ့ဘီ78ကောင်ငါပါအခုရမဲ့သွားတဲ့အခြေအနေမှာတော်တော်လေးကိုခံမြင်းဒေါသဖြစ်နေပြီးတော့အကုန်လုံးနှုတ်ထွက်သွားကြတယ်လို့တော့ကျွန်တော်နောက်ဆုံးသိရှိထားရပါတယ်ဟုတ်ပြီ ကျွန်တော်အဓိကဒီနေ့အဓိကတင်ပြချင်တာကတော့အကြမ်းမဖက်စစ်ခွေးတက်ရဲ့လက်ရှိတာဝန်ထမ်းဆောင်နေစေပြီးတော့ကျွန်တော်တို့နိုင်ငံကို အကြမ်းဖက်ဘုံကျဲတပ်ဖြတ်မှုမှပါဝင်ပတ်သက်သူမှန်သမျှဟာကျွန်တော်တို့ယူကြည်လူငယ်တွေလက်ထဲကလွယိုးထိုးစံမရှိပါဘူးသူတို့အားလုံးရဲ့အသက်ဟာလည်းကျွန်တော်တို့ယူကြည်လက်ထဲမှာပါဟုတ်ပြီဒီကနေ့မှာ အကျမဖက်စစ်ခွေးတက်ကမင်းအောင်လှိုင်ကိုနိုင်ဝင်ခံလိုက်ပါတယ်။နေပြည်တော်မှာအပစစ်ခွေးဗိုလ်ချုပ်ကြီးတွေရဲ့အသက်ကို အာမမခံနိုင်တော့ဘူးလို့သူပြောဆိုမှုอ่ะနေပြီးတော့စေရေးသတင်းအရင်းမြစ်ကနေပြီးတော့တိကျစွာထွက်ပေါ်လာပါတယ်။ဘာကြောင့်သူဝင်ခံလိုက်တာလဲ။သူသူ့အောက်မှာရှိနေတဲ့သူတွေကိုတော့မကဝင်နိုင်တော့ဘူးဆိုတော့ အကြောင်းလေးဘာကြောင့်ထွက်ပေါ်နေတာလဲဟုတ်ပြီဒီနေ့မှာတော့ရန်ကုန်မှာဗိုလ်ချုပ်တယောက်ရဲ့အသက်ဟာတောက်ကြားတွေလက်ထဲအချိန်မီရောက်သွားနိုင်နေဆိုတဲ့တက်သေးကျွန်တော်ရဲ့မိဘတွေကြားပြီးပြီလို့တော့ကျွန်တော်ယုံကြည်ပါတယ်ဒီပြစင်မှာလည်းပဲ နိုင်ငံတော်ကာဝေးရေးတက်ကရိုနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဘာသာရပ်တွေနိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွေကိုတင် जा ပေးနေသူဗိုလ်ချုပ်ညိုထွန်းအောင်ကိုဒီကနေ့မေလ22ရက်နေ့နနက်ပိုင်းရန်ကုန်မြို့မရန်ကုန်မြို့နယ် A1 လမ်းမပေါ်မှာပဲရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တွေကပြစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်းထုတ်ဖော်ပြောဆိုလာခဲ့ပါတယ် A1 လမ်းမပေါ်မှာကျွန်တော်တို့ UG အဖွဲ့တွေအခုလိုမျိုးတကယ့်ကိုထိတ်သီးတကယ့်ကိုအရေးပါအရာရောက်တဲ့ဗိုလ်ချုပ်တကောင်ကို အခုလိုရှင်းပြဖို့ဆိုတာတော်တော်ကိုမလွယ်တဲ့ကိစ္စဖြစ်တယ်လို့ကျွန်ပြပါတယ်ပထမဦးစွာအသိပေးလို့တယ်ဒီစစ်စစ်ရင်နဲ့ပတ်သက်ပြီးတော့ဒါဒီလိုမျိုးလုံးဆောင်နိုင်ဖို့အချိန်အများကြီးယူရမှာတေချာတယ် ပြီးတော့ပြင်ဆင်ရတဲ့လေ့ကျင့်ရတဲ့ဇက်တိုက်က အများကြီးကျွန်တော်တို့တစ်ချက်မှလုပ်မရဘူးထူခြားတဲ့အချက်ကဘာလဲဆိုတော့အဲ့ဒီဒီသူ့ရဲ့လမ်းမထက်မှာပဲသူ့ရဲ့အိမ်ရှိမှာပဲပြက်ကတ်ရှင်းလင်းနိုင်ခဲ့ပြီးနောက်ပိုင်းမှာကျွန်တော်တို့ UG ဒူငယ်တွေဟာလုံမြောက်တဲ့နေရဘေးကင်းလုံခြုံစွာ ရှိနေပါကြောင်းကြွမ်းမိပါလေကိုဒါဝန်တာပွဲ သတင်းကောင်းလေးတင်ပြပေးလိုက်ပါတယ်ဟုတ်ပြီဒီမရှင်နဲ့ပတ်သက်ပြီးတော့အချိန်ကမရှိပြန်ဆုံးနိုင်တယ်ဆိုတဲ့အရေးအချင်းပြီးတော့ဒီမရှင်ကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့တဲ့အရေးအချင်းတွေ့မိပါတယ်ကျွန်တော်တို့အားလုံးမှန်းဆလို့ရတယ်ကျွန်တော်တို့မိဘတဝူးချင်းစီကမွေးဖွားလိုက်တယ်ကျွန်တော်တို့လူငယ်တွေဟာလက်ရှိကျွန်တော်တို့နိုင်ငံအတွင်းထဲမှာဒါတကယ့်ကို အာနာရီပါဝါရီငွေကြီးရီ ချမ်းသာနေပါတယ်ပြီးတော့သူရဲ့ background နေဘလောက်ထိကြီးမားပါတယ်ဆိုတော့ဒီလိုလူမျိုးတွေရဲ့အသက်ကိုကျွန်တော်တို့နှောက်ယူနိုင်တဲ့အရေးအချင်းဒါကိုကျွန်တော်တို့ပြောချင်တာကျွန်တော်တို့ပြည်သူကမွေးဖွားလိုက်တယ်ကျွန်တော်တို့ရဲ့ယူကြီးလူငယ်တွေကျွန်တော်တို့တော်လှန်သောလူငယ်တွေဒီကနေ့ဒီနှစ်ဒီအချိန်မှာ ကျွန်တော်ပုံမူထင်ရှားတဲ့အခြေအသွေးတွေကိုကျွန်တော်မိဘတွေမြင်တွေ့နေရတာပါထပ်မံပြီးတော့မြင်တွေ့ရဖို့ရှိနေပါတယ်ဟုတ်ပြီဒီပစ္စည်းလေးကိုကျွန်တော်အသေးစိတ်တင်ပြပေးပါရစေဘူဂျုတ်ချိုးထုံးအောင်ကိုသူ့ရဲ့နေအိမ်မှာပဲပြစ်ခတ်ရှင်းလင်းနှံခဲ့တာဖြစ်တယ်ဒီပစ္စည်းမှာဘူဂျုတ်ညိုထုံးအောင်ကတာမန်ပုပ်ကိုမဟုတ်ပါဘူးတကယ်ကိုထိတ်တီးအရာရှိကြီးတူ ဖြစ်ပါတယ်။ဗိုလ်ချုပ်ညိုထွန်းဟာနိုင်ငံတော်ကာကွယ်ရေးတပ်ကူ National Defense College NDC မှာ Internet Security Counter Tourism နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်တိုက်ဖြတ်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင် जा ပေးနေသူဖြစ်ပါကြောင်းနိုင်ငံတော်ကာကွယ်ရေးတပ်ကူ NDC စစ်တပ်ဗိုလ်မှူးကြီးအဆင့်မှာ စတင်တက်ရောက်ရတဲ့စစ်တပ်ရဲ့အရေးပါတဲ့အဆင့်မြင့်စစ်တင်နန်းတစ်ခု ဖြစ်တဲ့အကြောင်းကိုလည်းကျွန်တော်တို့သိရှိထားရပါတယ်။ဘူဂျုံချိုထွန်းအောင်ဟာကမ်ဘောဒီးယားနိုင်ငံတန်အမတ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးမြန်မာနိုင်ငံတွင်းကိုပြန်ရောက်တဲ့အချိန်လေးကနေပြီးတော့နိုင်ငံဒေါ်ကာကွယ်ရေးတပ်ကလို့ NDC မှာလူမဆန်တဲ့အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့အကြမ်းဖက်ဆစ်ခွေးတပ်ကရာရှိကြီးတွေကိုဓာတ်ရိုက် ဇက်တိုက်သင်တန်းတွေပို့ချနေတဲ့သူလည်းဖြစ်ပါတယ်ပြီးတော့အနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာရန်ကုန်မြို့တော်စီပင်ပဝင်းကျင်တန်ရှင်ဌာနမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတော့အနာသိမ့်မှုစန့်ကျင်ဆန္ဒပြတဲ့သူတွေကိုဒါဖန်စီတာတွေနှောက်ရတာတွေတာစီတာတွေရိုက်နှက်တဲ့အစီအစဉ်တွေတွေမှာလည်းဥဆောင်ပါဝင်ခဲ့တဲ့အရေးပါတဲ့သူဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့သိရတာဖြစ်တဲ့သူဟာအထက်က လေးစမ်းချောင်းမှចောင်းသားဟောင်းတူးဖြစ်ကြောင်းလည်းသိရှိရပါတယ်အကြမ်းမဖက်စစ်ခွေးတဲ့ခေါင်းဆောင်မင်းအောင်လှိုင်အားထားရတဲ့ဒါဘူချုပ်ချိုထွန်းအောင်ဟာသူအပါအဝင်ဖြစ်ပါတယ်2025ခုနှစ်မတ်လ26ရက်နေ့မင်္ဂလာလုံးလေးတဲ့စကမ်းမှာစစ်တပ်သိပို့ဆောင်ရေးရည်ရင် MAF003 လေးရင်နဲ့ဒါစစ်တပ်ကထိပ်ပိုင်းအကြီးအကဲတွေနဲ့အတူအထူးထင်ရှားအရေးပါတဲ့ ဒါအခမ်းအနားတွေပြီးတော့နိုင်ငံတော်နေပြည်တော်မှာကျင်းပတဲ့စည်ရပြအခမ်းအနားတွေမှာမင်းအောင်လှိုင်ကိုယ်တိုင်စီစဉ်ပေးတဲ့လေရင်တဲမှာအေးနေဝင်းတို့မိသားစုဝင်တွေနဲ့အတူတူဘိုလ်ချုပ်ချိုထွန်းအောင်မှပါဝင်လိုက်ပါစီနေနေထိုင်ခွင့်ရှိတယ် VVIP လို့ပုံကူမျိုးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အရှိမပြောတာ သူတို့ရဲ့အာဏာတွေသူတို့ရဲ့ပါဝါတွေသူတို့ရဲ့စီးစိမ်တွေဒါတွေအကုန်လုံးကသူတို့ကိုမကာွယ်ပေးနိုင်ဘူးကျွန်တော်ပြည်သူမဟုတ်ရင်ဒတ်ဒတ်ဒတ်ဟုတ်ပြီဒါကတော့လက်ရှိအချိန်မှာအကြံဖက်စစ်ခွေးတက်ဘုကြုံကြီးတွေကအစရှိသမျှဘယ်ကောင်မဲဖြစ်ဖြစ်ကျွန်တော်တို့သူတို့တွေအကုန်လုံးရဲ့အသက်ဟာကျွန်တော်တို့ယူကြီးတွေလက်ထဲမှာဖြစ်တယ် တနည်းအားဖြင့်ကျွန်တော်တို့ပြည်သူလူထုတစ်ရက်လုံးရဲ့လက်ထဲမှာရှိပါတယ်ကျွန်တော်တို့သေမိတ်ပေးတဲ့နေ့သူတို့တေချာပေါ့တေရမှာဖြစ်တယ်ဒါဟာကျွန်တော်တို့တော်လှန်ရေးရဲ့အရေးပါတဲ့ဒါလက်ရှိပေါ့နော်တနိုင်ငံလို့ဒါထိုးစစ်နဲ့အတူနေရမလက်စစ်စင်ရေးတွေမှာကျွန်တော်တို့ယူကြည်တွေကလည်းအခုလိုမျိုးအင်ပြည့်အားပြည့်ပါဝင်စင်နွေးနေတာကိုကျွန်တော်ရင်ပြပါတွေထူးခြားစွာ တွေ့မြင်နေရတာဖြစ်ပါတယ်ဒီ mission နဲ့ပြီးတော့ဒီဖြစ်ရတဲ့ပြတ်သက်ပြီးတော့အောင်မြင်စွာဆောင်ရနိုင်ခဲ့တဲ့ကျွန်တော်တို့ရန်ကုန်မြို့ပြ UG အဖွဲ့စွမ်းဆောင်ရေသူတို့ရဲ့အရေးအသွေးအရေးချင်းတွေကိုကျွန်တော်ညီမတွေလက်ခံယုံကြည်မယ်လို့ကျွန်တော်ဒီကနေပြီးတော့ညှောလင့်ပါတယ်နောက်ထပ်ဒင်းလေးတစ်ခုတင်ပြခြင်းပါတယ်အဲ့ဒါကတော့ KIA ပစ်ချလိုက်တဲ့ MI70 ဒါအကြမ်းဖက်စစ်ခွေးတက်ရဲ့ရဲရင်နှစ်စင်းအဲ့ဒီရဲရင်အတွင်းပိုင်းထဲမှာជីကာပြားတွေတက်ဆင်ထားတယ် အဲ့ဒီကြီကားပြားတွေကိုအိန္ဒိယနိုင်ငံကပေးပို့ထားတာလို့ကျွန်တော်တို့တိကျခိုင်မာစွာသက်တည်နေတယ်ကွာရရှိထားပါတယ်အဲ့ဒီသက်တည်ကလည်းပဲလက်ရှိ MI70 ညက်ကင်မီဖို့ပြာကျသွားတဲ့နေရာကနေပြီးတော့ကျွန်တော်တို့ရရှိထားတာဖြစ်တယ်ဟုတ်ပြီ MI70 ဒါစီးရဲ့ရင်အတွင်းပိုင်းမှာကြီကားပြားတွေကတ်ထားတယ်ကျွန်တော်တို့က တွေ့ရလက်နဲ့နဲ့ကျွန်တော်တို့ကကင်တာဗောဗျာဆိုတော့ point 5နဲ့လည်းကင်ကင်မှာပဲ RPG နဲ့လည်းထုရင်ထုမှာပဲဆိုတော့အတွင်းမိုင်းနဲ့ထွီကျွန်တော်တို့ရဲ့ကြီမရောက်နိုင်အောင်တို့ကကြီကပြားနဲ့ကာထားတာဒါပေမဲ့ကျွန်တော်တို့ကအစီရရင်ဒစီလုံးကိုမိဖို့ပြာချပေးလိုက်တော့အဲ့ဒီကြီကပြားကလည်းတို့ရဲ့အသက်ကိုမကာကွယ်ပေးနိုင်ဘူးဆိုတာကိုဒီနေ့ဖြတ်ပြီးတော့တွေ့မြင်ရမှာဖြစ်ပါတယ်ထူးခြားတာကတော့အဲ့ဒီကြီကပြားကိုအိန္ဒိယနိုင်ငံက တက်စင်ပေးထားတယ်လို့ကျွန်တော်တို့တွေးရှိခဲ့တာဖြစ်ပါတယ်ဟုတ်ပြီကြည်ပစ်ချလိုက်တဲ့အကြံဖက်စစ်ခွေးတဲ့ရဲ့ဒါရဲရင်အတွင်းပိုင်းထဲမှာအိန္ဒိယနိုင်ငံတို့ကြီးကပြားတွေတက်စင်ထားတာကိုကျွန်တော်တို့ဒီနေ့တွေးလိုက်ရခြင်းကအိန္ဒိယနဲ့အကြံဖက်စစ်ခွေးတက်ဟာထဲထဲဝင်ဝင်ပတ်သက်မှုရှိနေတယ်ဆိုတာကိုဒီကနေ့ထပ်မံပြီးတော့မိမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါတယ် ထို့ပြီးအိန္ဒိယကမ္ပဏီ MKU တို့ကြီးကပြားတွေထပ်ပေါ်တက်ဆင်ထားတဲ့ရဟရင်အတွင်းကဒစိတ်အမှတ်သားကတက်တည်ခံနေတယ်လို့ KIA ကထုတ်ဖော်ပြောဆိုလာပါတယ်။အိန္ဒိယကမ္ပဏီ MKU ဟာ KAVO အမည်နဲ့ကြီးကပြားတွေအာထုတ်လုပ်ပါတယ်ပြီးတော့ night version လို့မျိုးပစ္စည်းမျိုးတွေပြီးတော့ naro လို့မျိုးဒါအမည်တွေနဲ့ ဒါဆလနဲ့ပစ္စည်းမျိုးစုံကိုထုတ်လုပ်တဲ့ company တခုဖြစ်ပါတယ်။တကြသွားတဲ့ရဟရင်မှာတက်ဆင်ထားတဲ့ပစ္စည်းတွေနဲ့ထုတ်လုပ်တဲ့ခုနှစ်ဟာအဲ့ဒီမှာရေးသားဖော်ပြချက်ရ2025မှာ February လလို့ရေးသားပါတယ်။ဆိုတော့2025 February ဆိုတော့စိတ်တော်မကောင်းဘူး။သူတို့အတွင်းထဲမှာပါတဲ့အာဘူဟာမှုတွေပြီးတော့ဘူချီးချုပ်တွေ ဝင်ချီးချုပ်တွေတင်မာဆိုလို့အိန္ဒိယနိုင်ငံကကြီးကားပြားတွေကတ်ထားပါတယ်ဆိုမှ လေရင်ဒဇင်းလုံးကိုမိဖို့ပြချလိုက်တော့ကြီးကားပြားတွေကလည်းအဲ့ဒီဘူဟာမှုတွေအဲ့ဒီဘူချီးချုပ်တွေကို မကာကွယ်ပေးသွားနိုင်တော့စိတ်မကောင်းဘူးဗျာတတ်ထားတာကလည်း2025မှာဆိုတော့မကြသေးဘူးနှမျောလိုက်တာဟုတ်ပြီ ဒီဖြစ်စဉ်ကတော့လက်ရှိကျွန်တော်အကြမ်းဖက်ဆင့်ခွေးတက်နေအိန္ဒိယနိုင်ငံဟာကျွန်တော်ပြည်သူကိုအကြမ်းဖက်တပ်ဖြတ်နေတဲ့ခဏဖြစ်စဉ်မှာပါဝင်ပတ်သက်မှုတွေဆက်နွယ်မှုတွေရှိနေတယ်ဆိုတာကိုကျွန်တော်တို့သက်တင်နေတကွာဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်ဒီဖြစ်စဉ်မှာလည်းပဲကျွန်တော်ရင်ပြပါတွေလက်ရှိအိန္ဒိယနိုင်ငံရဲ့ဒီကျွန်တော်နိုင်ငံအရှေ့မှာနီမျိုးစုံနဲ့ အမျက်ထုတ်နေတာကိုကျွန်တော်မိဘအပြည့်သူတွေရဲ့အမြင်တွေကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာရေးပြစေလိုပါတယ်။ဒါမေလ14ရက်နေ့မှာတမှုပကဖအဖွဲ့ဝင်ကျွန်တော်ရဲဘော10ဦးကိုလည်းအိန္ဒိယနေဂျာစောင့်တက်ကနေတော့ဖန်စီခေါ်ဆောင်ပြီးတော့ရဲဆက်ဆက်တပ်ဖြတ်ပြီးတော့မှကျွန်တော်တို့ရဲ့ဒါရဲဘော်တွေရဲ့ဓာတ်ပေါ်တီကို ပြန်ပို့ပေးလိုက်တယ်။ဒါဟာတော်တော်လေးကိုရုပ်ပြတ်တဲ့ဖြစ်စဉ်တစ်ခု ဒီ business နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သူအကုန်လုံးလည်းသိရှိခဲ့ပြီဖြစ်တယ် NUG မြန်မာ UI အစိုးရကလည်းဒါနဲ့ပတ်သက်ပြီးတော့ပြင်းပြင်းထန်ထန်ကန့်ကွက်လုံဆောင်နိုင်ဖို့ကျွန်တော်ပြည်သူအားလုံးကလူလာတောင်းတနေကြတယ်ဒါနဲ့အခုလက်ရှိကျွန်တော်တို့ MI70 ရဲရင်အတွင်းပိုင်းထဲမှာတက်ဆင်ထားတဲ့ကြီးကားပြားတွေနဲ့ဆက်လက်နဲ့ပစ္စည်းဟေဟာအိန္ဒိယနိုင်ငံက မာယူတင်သွင်းထားတဲ့အိန္ဒိယနိုင်ငံကတက်ဆင်ပေးထားတယ်ဆိုတော့ကျွန်တော်ပြည်သူကိုနေစဉ်ဘုံကျဲတက်ဖြတ်မှုမှာအိန္ဒိယနိုင်ငံရဲ့ပယောကမကင်ဘူးဆိုတာကိုလည်းကျွန်တော်တို့တင်းချာချာတွေ့ခဲ့ပြီးဖြစ်ပါတယ်။ဒါဟာကျွန်တော်နိုင်ငံအတွင်းထဲမှာအခုလိုမျိုးဒါပြပခတွေဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံနဲ့အနီးဆုံးနိုင်ငံတွေကကျွန်တော်တို့လက်ရှိဖြစ်နေတဲ့ဒါပြည်သူတရက်လုံးရတော်လှန်ရေးဒီတော်လှန်ရေးကိုကုရုလုပ်ပြီးတော့တို့နိုင်ငံအကျိုးဖြစ်ပွားဖို့အတွက် ပြောချင်တာကတော့စီးပွားရေးဖြစ်ဖို့အတွက်ငွေကြေးရဖို့အတွက်အကျိုးမြတ်အကျိုးအမြတ်လွန်စွာရရှိဖို့အတွက်အမြတ်ထုတ်နေတယ်ဆိုတာကိုကျွန်တော်မိဘပြည်သူတွေသိရှိဖို့ရည်ကြီးပါတယ်ဆိုတော့ကျွန်တော်တို့လူငယ်ရဲဘော်တွေကမြေပြင်မှာဓာရီကိုနေ့စဉ်နဲ့အများကြုံတွေ့နေရတာပါဥပမာကျွန်တော်တို့မှားလိုက်တဲ့ပစ္စည်းအစမတန်ဈေးကြီးပြီးပြီးတော့ကျွန်တော်ဝယ်ယူရပါတယ် ကျွန်တော်တို့ဒါပျက်စီးသွားတဲ့အစိတ်ပိုင်းအချို့ပြန်လည်ပြင်ဆင်နိုင်ဖို့ကိုလည်းပဲအစမတန်ဈေးကြီးဝယ်ယူနေရတာပါပုံမှန်အတိုင်းကူခဲမှာခောက်ပြီးတော့ဒါဒီ product တစ်ခုပေါ့ဗျာလက်နက်တစ်ခုရဲ့ဈေးနှုန်းကိုကျွန်တော်တို့စုံစမ်းသိရှိနိုင်တဲ့ကျွန်တော်တို့လက်ရှိ AI ခက်ကြီးတွေမှာကျွန်တော်ရယူကျွန်တော်တို့အသုံးစွဲနေရတဲ့အသုံးပြုနေရတဲ့ဒီဒေါ်လာရေးရဲ့အစိတ်အပိုင်းတစ်ခုချင်းစီရ ဇင်းနှုံအင်မတန်ကြီးပါတယ်။ဆယ်စအစ20အစ30လောက်ထိကိုကျွန်တော်တို့ဒါဝယ်ယူနေရတဲ့အချိန်တွေကိုလည်းကျွန်တော်မိပါတယ်။သုံးသက်ထင်မြင်နိုင်ပါတယ်။ဒါဆိုရင်တော့လက်ရှိကျွန်တော်တို့တော်လှန်ရေးအရွေးဟာအမြင့်မားဆုံးသောအချိန်တွေခုကို ရောက်ရှိနေပြီ။ဒီအချိန်မှာဒီတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သူနဲ့အတူရှိနေတဲ့ သူတွေဟာဘသူလဲဆိုတာကိုလည်းကျွန်တော်တို့ကြွဲကြွဲပြားပြားထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်။တစ်ခါတည်းမှာကျွန်တော်ပြောနေကြစကားလေးတစ်ခုရှိတယ်။ဒီတော်လန်ရေးမှာကျွန်တော်တို့အများကြီးအာအကျိုးဖြစ်ထုံးနိုင်တဲ့အချက်တွေကျွန်တော်တို့တွေ့ရှိရပါတယ်။ကျွန်တော်နိုင်ငံ Federal Democracy တိဆောက်မယ်ဆိုရင်ကျွန်တော်တို့ဘသူတွေနဲ့အလုပ်လုပ်ကြမယ်။ တော့ကျွန်တော်တို့ပြည်သူတွေဒုက္ခဆင်းရဲဒုက္ခပင်လယ်ဝေနေတဲ့အချိန်မှာ ကျွန်တော်တို့ပြည်သူကိုဘယ်သူကကူညီခဲ့တာလဲကျွန်တော်ပြည်သူတွေနေ့စဉ်ဘုံကျက်တက်ပြတ်ခံနေရတဲ့အခုချိန်မှာစာဝတ်နေရေးအလုံးအင်နခက်ခဲနေတဲ့အချိန်မှာကျွန်တော်တို့ပြည်သူလက်ထဲကိုဘယ်သူတွေလာပြီးတော့အကူအညီပေးတာရှိလဲဒါဟာကျွန်တော်တော်လန်ရေးအကြီးမားတဲ့အမျက်ဆုံးဖြစ်ပါတယ်ကျွန်တော်နိုင်ငံက တဘောတန်ရဇာတတွေအလွန်အင်တန်ပေါ်ကျွေဝါတဲ့နိုင်ငံဖြစ်တယ်ကျွန်တော်နိုင်ငံရဲ့ကုန်းမြေနဲ့ရေမြေမှဘယ်နိုင်ငံမှမှမရှိတဲ့ပစ္စည်းတွေကျွန်တော်နိုင်ငံအတွင်းမှာအကုန်ရှိပြီးသားရေနံကြည့်မလားခနောက်စိမ့်ကြည့်မလားပလဲကြည့်မလားဘရန်များကြည့်မလားကြောက်စိမ့်ကြည့်မလားကျွန်းသစ်ကြည့်မလားအကုန်ရှိတယ်နျူကလ িয়ার ထုတ်နိုင်တဲ့ကုန်ချမ်းအထိရှိတယ်လို့ မြေရှားတတုပါပိုင်ဆိုင်ထားတဲ့အခြေအနေရှိတယ်။ရှင်နံလည်းအစင်သိမ့်ရောဘာလည်းအစင်သိမ့်စံကလည်းပဲဖူလုံနေပြီးသားဆိုတော့ကျောင်းရမိပါလေဒီတော်လန်ရေးမှာရေးကြည့်တဲ့အချိန်ကိုရောက်ရှိနေပြီလက်ရှိအချိန်မှာလည်းကျွန်တော်တို့ဒါမြို့ပြ UG တွေနဲ့ကျွန်တော်တို့ EAO တိုင်းသားတပ်ဖွဲ့ဝင်တွေပြီးတော့ကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့နေရာအစုံမှာဆင်မနာဖွင့်ထားပါကြောင်းကိုလည်းကျွန်တော်မိပါတွေ့မြင်မှာဖြစ်ပါတယ် ဒါကြောင့်လက်ရှိအချိန်မှာဓမ္မရသည်ရောက်ရှိနေတဲ့ကာလလည်းဖြစ်တယ်ပြီးတော့တိုက်ပွဲတွေစတိုက်ဖြစ်နေတဲ့အချိန်မှာဒါလက်နဲ့ခဲရင်လိုအပ်ချက်တွေရှိတယ်စေဝကုသရမယ်ဒါအခြေအနေတွေလည်းအများကြီးရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ထပ်ပြီးတော့စ조사ရုံးကန်ဝင်းရံပေးဖို့ဒါဖိတ်ခေါ်ရင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြစေနောက်လာတဲ့ဗီဒီယိုကိုဒီချက်ပို့ကောင်းအောင်ကျွန်တော်အမြဲတမ်း조사ပြနေပါတယ် လက်နက်ပေးစစ်ပေးကပေးကြောက်နေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတယ်မိဘတအိုးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါတဲ့ကြောင့်လေးနက်စတောင်းရှင်းနေကျွန်တော်ရေပေါ်ရှမ်းလိုက်ပါ